ီးသက်စခန်းတွေကိုမီးလောင်တရင်အမှားတွေကိုပေးနေတဲ့ဖုန်းနံပါတ်တွေကိုအရေးယူသွားမယ်လို့မီးသက်ဦးစီးဌာနကတာဝန်ရှိသူတို့ကပြောပါရယ်။ရန်ကုန်တိုင်းမီးသက်ဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးဦးတော်ရာကမီးသက်ကိုမီးမလောင်ဘဲနဲ့ဖုန်းဆက်ပြီးတမင်လောက်တာတွေများလာတဲ့အတွက်ဥပဒေသစ်ထွက်လာတဲ့နေရာမှာဒီလိုလူမျိုးတွေကိုထောင်နဲ့တနှစ်အထိချလိုရကြောင်းအရေးယူသွားမှာဖြစ်ကြောင်းပြောပါရယ်။ပြည်မျိုးမှာလည်းမီးလောင်နေဆိုပြီးတရေမပေးနေတဲ့ဖုန်းနံပါတ်၁၀လုံးမကရှိနေပြီး အဲ့ဒီဖုန်းနံပါတ်တွေကိုပိတ်သိမ်းမှုမလုပ်သေးပဲအများပြည်သူမြင်နိုင်တဲ့နေရာတွေမှာ V9 ထောင်ပြီးကြေညာသွားမှာဖြစ်ခါနောက်ထပ်နှောက်ရက်မယ်ဆိုပါကဥပဒေအရအရေးယူသွားမယ်လို့ပြောပါရယ်မိလောင်မှုတည်င်းမှာပေးတဲ့ဖုန်းနံပါတ်တွေကြောင့်မိသက်ကားတွေမိငိတ်သက်ဖို့အဝဝဆွဲထွက်ခွာနေရပြီးအများပြည်သူတွေအထိတ်တလန့်ဖြစ်စေတဲ့အပြင်ရေကြောပိတ်ဆို့မှုတွေလည်းဖြစ်ပေါ်ခဲ့တာဖြစ်ပါရယ် တကယ်မီးလောင်တဲ့အခါမှာလည်းအတည်ပြုမှုတွေထပ်မံလုံဆောင်နေရတဲ့အတွက်အချိန်ကျန်ကြာခဲ့ပြီးပြည်သူတွေနစ်နာမှာဖြစ်တဲ့အပြင်မီးငြိမ်းသက်ရာမှာလည်းနှောင့်နှေးမှုတွေဖြစ်ပေါ်နေတဲ့အတွက်နောက်ထပ်မနှောက်ရှက်ကြဖို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။